အထူးလေ့ကျင့်ထားတဲ့အေဂျင့်တွေဟာမှန်ကိုကိုင်းနှစ်ခုကိုနှိမ်နင်းနေပါတယ်။အဲ့လိုနှိမ်နင်းတဲ့အခါမှာအဖွဲ့ရဲ့ Lake Coast တယောက်ဟာတရားခံဖြစ်ဖမ်းဆီးခံနိုင်ရပါတယ်။အဲ့ဒီအချိန်မှာပဲဌာနချုပ်ရဲ့ဆက်သွယ်ရေးစနစ်တွေအားလုံးပြတ်တောက်သွားပါပြီ။ဒါကြောင့်အဖွဲ့ရဲ့ Lake Coast တယောက်ဖြစ်တဲ့ Tikina ဟာရာဇဝတ်ကိုင်းသားတွေအားလုံးကိုဆက်တနက်နဲ့ဝင်ပစ်လိုက်ပါတော့တယ်။ဖွဲ့ချုပ်ကတရားခံကိုရှင်ဖမ်းခြင်းပေမဲ့ Tikina ကတော့အားလုံးကိုရှင်ပစ်လိုက်ပါပြီ။ဖွဲ့သားတယောက်ကလည်းနင်းဒီလိုလောက်တာငါတို့လူတွေကိုပါတည်သွားစေနိုင်တယ်တည်လားဆိုပြီးတီကီနာကိုလက်သီးနဲ့ထိုးပစ်လိုက်ပါရဲ့ အဖွဲ့ချုပ်ကလည်းတီဂီနာကိုအမိန်မနာခံမှုနဲ့နယ်ဘက်ကဌာနခွဲတစ်ခုကိုပြောင်းလိုက်ပါတယ်။အဲ့ဒီဌာနခွဲမှာဂျီစာတိုလို့ခေါ်တဲ့အရန်တော်ရဲ့လေးကိုစတယောက်လည်းရှိပါတယ်။မင်းသူစီကနေကောင်းကောင်းတင်ယူလို့ဆိုလာပါတယ်။တီဂီနာကလည်းချီစာတိုစီကနေတင်ယူဖို့ထွက်လာခဲ့တာပေါ့ပထမဆုံးလေးကိုစကဖေးကိုအရင်သွားရပါရဲ့ကဖေးကိုရောက်တော့တီဂီနာကသူ့ကိုယ်သူမိတ်ဆက်တဲ့အခါအော်နင်က DA ကနေအလုပ်ထုတ်ခံရရတဲ့သူလားဆိုပြီးစအပြောခံရပါပြီ ီဂျီနာကတော့သူအလုပ်ထုတ်ခံရတာမဟုတ်ပဲခဏပဲနေရပြောင်းရတာဖြစ်ပြီးမင်းစီကနေတင်ယူဖို့ရောက်လာတာပါချီစာတိုလို့ပြောလိုက်ပါတယ်အဲဒီမှာကော်ဖီဘွန်ရဲ့ဦးလေးကြီးက "तू ကချီစာတိုမဟုတ်ဘူးအရင်ကဒီအီမှာပဲအလုပ်လုပ်ခဲ့တဲ့မီဇူကီငါကဒီနေရာရဲ့ကြီးကျက်သူမီကာပါလို့မိတ်ဆက်ပေးလာပါတယ်အဲဒီချိန်ချီစာတိုကညာဈေးဝယ်ပြီးပြောင်းလာပါပြီဒီဂျီနာကသူ့ကိုယ်သူမိတ်ဆက်တော့ချီစာတိုကအကောင်းဆုံးလေးကိုစလို့မထင်ရလောက်အောင်ကိုပဲပေါ်ယူနေပါတယ်ခဏနေရချီစာတိုနဲ့ဒီဂျီနာတို့ကအတူလုံးလုံးဖို့မျိုးတွေကိုထွက်လာခဲ့ပါရဲ့ ဌာနချုပ်ကတော့သူတို့ system ကို hack ခဲ့တဲ့ hacker ကိုအပြင်းထန်ရှာဖွေနေပါတယ်။ကြီးစားတော်ကိုဒီဂီနာကဌာနခွဲမှာဘာတွေလုပ်ရလဲမေးတော့လူတွေကိုကူညီရတယ်လို့ပြန်ဖြေပါတယ်။ဘာတွေလုပ်ရတာဘာသာစကားတင်ပေးရတယ်၊မူတိုချောင်းကိုလောသွားပေးရတယ်ပြီးတော့ရာကူစာဂိုင်းနေစီသွားရတယ်လို့ဖြေပါတယ်။ဒါတွေကလူတွေအတွက်လိုအပ်တာပဲလေလို့ဆိုပါတယ်။ပြီးတော့ yes ကောင်သွားကြတာပေါ့။ yes ကကရဲတယောက်ကကြီးစားတော်ကိုအမှုတစ်ခုအပ်ပါတယ်။အဲ့ဒါကတော့အမျိုးသမီးနောက်ကိုနောက်ရောက်ခံလိုက်ခံနေရတဲ့အမှုပါ။ရဲတွေကတော့နောက်ရောက်ခံလိုက်သူကိုစုံလန်းနေမှမသိရပါဘူး။ ဒါကြောင့်ကြည်စာတို့ကမင်းကလေးချင်းမို့ဒီမှုကိုပို့ပြီးကင်ရရလွန်မယ်ထင်လို့အပ်လိုက်တာပါကြည်စာတို့လည်းမှုကိုလက်ခံပြီးတန်ကြားသူမျိုးသမီးနဲ့သွားတွေ့ပါရင်အမျိုးသမီးနာမည်ကတော့ Sorry ဆန်ပါအဲ့ဒီမျိုးသမီးကကြည်စာတို့ကိုသူမဆိုရှယ်မီဒီယာမှာတင်ခဲ့ဘူးတဲ့ပုံတပုံပြပါရင်အဲ့ဒီပုံကသူ့ချစ်သူနဲ့တွေ့ရထားတဲ့ပုံမှာအဲ့ဒီပုံထဲမှာဘာရဲစာအုပ်မှာတပ်ဖို့တင်ပြီး၃နာရီကြာမှပောက်ကွဲသွားပါရင်အဲ့ဒီတပ်ဖို့တင်ပြီးနောက်ပိုင်းသူ့ကိုလူတချို့ကနားယောင်ခံလိုက်နေရလို့ခံစားနေရတာပါ ချီစာတို့ကမင်းရဲ့ရည်စားဟောင်ရောင်ဖြစ်နိုင်လားလို့မေးတော့ရဲတွေကလည်းအခြေအေးကိစ္စပဲထင်ပြီးအာယုံမဆိုင်ကြရလို့ဆိုပြီးကပြောပါရယ်တကယ်တော့တပ်ပုံထဲမှာအရင်တည်းကတီဂျီနာတို့နှိမ်နှင်းခဲ့တဲ့လက်နက်ရောင်းဝယ်ကိစ္စတွေပါပါဝင်နေတာပါချီစာတို့ကလည်းပုံကိုကူးယူထားလိုက်ပါရယ်ပြီးတော့ sorry ဒီနေ့ကျမတို့နဲ့အချိန်ဖြုံးပေးနိုင်မလားလို့ချီစာတို့ကမေးတော့ sorry ကလည်းရပါတယ်လို့ဆိုပါရယ်နေအောင်လို့ကျမရင်လိုက်ခဲ့ပါလားလို့ sorry ကဖိတော့ချီစာတို့ကတီဂျီနာကိုယင်ထည့်ပေးလိုက်ပါရယ်သူအိမ်ပြန်ပြီးဝယ်စားသွားရုံမဲ့လို့ပြောပြီးချီစာတို့ကပြန်လာခဲ့ပါရယ် တီဂီနာနဲ့ဆော်ရီကိုလမ်းလျှောက်လာတော့ကားပြုတ်တစီကခြေရခန့်လိုက်နေရဲဆိုတာသတိထားမိပါတယ်။ဒါကြောင့်တီဂီနာကဆော်ရီတယောက်တည်းပြန်လွတ်လိုက်ပြီးသူကတခြားလမ်းကနေစောင့်နေပါတယ်။အဲဒီအချိန်လူစိုးတွေကဆော်ရီကိုဖမ်းသွားပါပြီ။တီဂီနာကကားရှိမှပေးရလိုက်ပြီးကားကိုတနက်နဲ့ဒရက်ဆက်ပြပါရယ်။ကြည်တပေါက်ကုံသွားလို့နောက်ပေါက်လဲရဲ့အချိန်မှာချီစာဒိုကရောက်လာပြီးနေပါရီလုံးနေရတယ်ဆိုပြီးလာတာပါပဲ။အခုနေလုံးနေရဆော်ရီကိုပါထိရိုက်သွားနိုင်တယ်။ဆော်ရီကိုနေ၅ဆဖြစ်သုံးလိုက်တာပဲ။ နင်လက်တက်ရသေးကြရင်အခုငါတို့ကြည့်နေတဲ့ခုနှစ်နာရီကွာ drone ကိုပစ်ချပါလားလို့ပြောလိုက်တော့တီကီနာလည်း drone ကိုလှမ်းပစ်လိုက်ပါပြီ။မောင်ကိုခိုင်ကောင်းဆောင်ကတော့ဒီလောက်ကွာဝေးက drone ကိုတော့သတိမထားမိဘူးထင်တာလို့ဆိုပါတယ်။ system ကိုဟက်ပေးခဲ့တဲ့ hacker ကခြေစာတို့ကိုသိပါတယ်။ဟက်ကာကမောင်ခိုဂိုင်းကောင်းဆောင်ကိုစကားနည်းနည်းပြောတော့ကိုနဲ့မဆိုင်တဲ့ကိစ္စတွေဝင်မပါတဲ့လူတွေကအသက်ရှိတဲ့ဟက်ကာလေးရေလို့ခနဲ့လေးပြန်ပြောလာပါတယ်။ချီစာတို့နဲ့တီဂီနာနဲ့ဆိုရီကိုအကယ်ဒမီလူစုဂိုင်းသားတွေကိုနှိမ်နှင်းပါ යි ။ပြီးတော့ရှင်းလင်းရေးအဖွဲ့ကိုခေါ်ပြီးလူစုတွေကိုအလိုက်ပါတော့တယ်။ မီဇူကီကတော့ဆိုရီဖြစ်ကိုကြည့်ပြီးအင်တာနက်ပေါ်အကုန်ရှောက်တင်တာအန်ရီများလို့ဆိုလာပါတယ်။အဲ့ချိန်ချီစာတို့ကဒီအင်တာနက်တူပုံရိုက်ပြီးဒီနေ့လူသစ်လေးနဲ့အတူဆိုပြီး post တင်လိုက်ပါသေးတယ်။အဲ့ချိန်မှာစားသုံးသူတယောက်ဆိုင်ထဲကိုဝင်လာပါတော့တယ်။အပိုင်းတစ်ကတော့ဒီမှာပြီးဆုံးသွားပါပြီ။အဲလန်ဆိုတာကနောက်ွက်ကနေဂျိုးကန်လှူရှားနေတာဖြစ်ပြီးအခုဆိုနိုင်ငံတကာတိကျေပြန့်နေတဲ့အဖွဲ့လည်းဖြစ်ပါသေးတယ်။ကျိုးကန်သူကတယောက်တည်းလားအဖွဲနဲ့လားဆိုတာတော့မသိရသေးပေမဲ့သူတို့အဖွဲကနေပယ်ဆောင်ကပညာရှင်တွေကိုထောက်ပံ့ပေးနေရပါအခုဆိုရင်တော့ဟက်ကာတယောက်ကဂျပန်ရဲ့အတော်ဆုံးဟက်ကာဖြစ်တဲ့ ဝဲနဲ့ရဲ့ဒိန်နီယာကိုခြေရခံနိုင်ခဲ့ပါပြီ။ချီစာတို့ကတော့အေးရထားနောက်ကျနေလို့ကေဖ်ကိုအသေးတန်သွားနေရပါပြီ။ပိုရောက်တော့ယိုရှီဆိုတဲ့လူတယောက်ကထိုင်နေလို့ချီစာတို့ကနှုတ်ဆက်လိုက်ပါတယ်။ဦးလေးမလာတာတလားလောက်ကြပြီနော်လို့ဆိုတော့ယိုရှီလည်းသူ့ကိုမှတ်မိနေရလားလို့မေးပါတယ်။ချီစာတို့ကလည်းကျမပထမဆုံးဝန်ဆောင်မှုပေးခဲ့တဲ့ဖောက်တယ်မလို့မှတ်မိနေရပါလို့ဆိုလာပါတယ်။ယိုရှီကလည်းရုရှားပြက်လက်ဆောက်ဆိုပြီးချီစာတို့ကိုပစ္စည်းတစ်ခုပေးထားခဲ့တာပေါ့။ချီစာတို့နဲ့တီဂျီနာကအမှုတစ်ခုလိုက်ဖို့ရှာနေပြီးအတော်ဆုံးဟက်ကဝဲနဲ့ကအထားရမှုပါ။ ဝဲနဲ့တည်သွားပြီဆိုတော့ကောလာဟာလာတွေကဓာတ်ပွက်တွေမှာပြတ်နတ်နေပါတယ်။ဝဲချုပ်ကတော့ငါတို့ဒေတာတွေကိုရထားအဲ့လိုတည်သွားတာငါတို့အတွက်ကောင်းတာပေါ့။ကောလာဟာလာတစ်ခုလုံးနဲ့တော့မယုံနိုင်သေးဘူးလို့ဆိုလာပါတယ်။ဝဲနဲ့ကိစ္စကိုရီကိုကဖေးကပို့ထားတဲ့အချက်လက်တချို့ကိုအပိတ်ကောင်းဆောင်လာကြည့်ပြီးပုံကဝါနေလို့တခြားအချက်လက်တွေထပ်ဆူဆောင်မှုခိုင်းနေပါတယ်။ချီစာတို့တို့ဆင်ရမယ့်ဘူတာရောက်တော့ကားတစီးကလာကြိုးပါတယ်။မောင်းလာသူကတော့ဝဲနဲ့ပါ။ဝဲနဲ့ကရှင်းဝင်းဆောင်ဝထားတာပါ။မောင်းနေရင်ကားကထိချုပ်ခံနိုင်ရပြီးပင်လယ်ဘက်စီဥတည်နေပါတယ်။ လိုက်ကြည့်နေတဲ့ drone ကိုဂျီစာတို့တို့ကမြင်ပြီးပြေးချလိုက်တာပေါ့ကားကပင်နေရမ်းမကြခင်တတဲလေးလိုနေတာပါကားထဲမှာ luggage ចံငယ်လို့ဂျီစာတို့ကပြန်ယူပေးရပါသေးတယ်အဆောင်တစ်ခုလည်းကိုရောက်တော့သူတို့ကိုဝိုင်းပစ်ပါတယ်ဝဲနှက်ကပုံနေပြီးတီဂီနာနဲ့ဂျီစာတို့ကတိုက်ခိုက်ပါတယ်တီဂီနာကဝဲနှက်ရဲ့ခေးဆောင်အိတ်ကိုဒိုင်းကလိုသုံးနေလို့ဝဲနှက်ကအဲ့လေအရေးကြီးရပါတယ်လို့ဝိုင်းရောပါတယ်ဂျီစာတို့နှိမ်နေလိုက်တာရန်သူတွေထန်ရရသွားပါပြီ ကြည်စာတို့ကဒံရရသွားတဲ့ရန်သူတွေကိုစေးကုပေးရာကြောင့်ရန်သူကမသွားတဲ့နဲ့လမ်းကိုပြောပြလိုက်ပါရင်ဒါပေမဲ့ဝဲနဲ့တီကီနာကအဲ့ဒီလမ်းကိုသွားနေလို့ကြည်စာတို့ကနှမ်းအောင်ပဲမမီလိုက်ပါဘူးဝဲနဲ့ကအပြစ်ခံရပြီးသူရိုင်နဲ့လဲသွားပါရင်စေးယုံကလာကောက်ပြီးဝဲနဲ့နဲ့ကြည်စာတို့ကိုတင်သွားပါပြီစေးယုံကပေါ်မှာကြည်စာတို့ကငိုနေတော့ဟန်ဆောင်ရတာဒီလောက်ဆိုလုံလောက်ပြီဆိုပြီးရှင်းဝဲစုံတွေကတည်နေပြီးတင်တဲ့လူကထလာပါတယ်တကယ်တော့အဲ့ဒါကမီဇူကီဖြစ်နေရပါရှင်းဝဲစုံကလည်းကြည်ကာနဲ့ကာထားတဲ့ပြင်သွေးတူးတွေပါထည့်ပေးထားတာပါစေးယုံကမောင်းတဲ့လူကလည်းကဖေးဆိုင်ရဲ့မန်နေဂျာဖြစ်နေပါတယ် ဒါဆိုဝဲနဲ့ရောလို့မေးတော့ luggage တဲကနေဝဲနဲ့ဆိုရဲဟာကာကောင်မလေးကထွက်လာပါရဲ့နောက်နေ့ရော coffee sign ကိုရူရှိရောက်လာပြန်ပါရင်ဝဲနဲ့ကအခုဆိုရဲ coffee sign မှာပဲချီစာတူနဲ့တူနေပြီးအလုပ်တွေဝိုင်းကုနေကြပါချီစာတူတို့ကလည်းဒီပုံကိုဆုံလန်းပေးနိုင်မှာဆိုပြီးပုံလေးကပိန်ပိန်နဲ့ကိုတပိုင်းပဲမြင်ရတဲ့လူကိုဇုံးဆွဲပြပါရဲ့ချီစာတူတို့ကလည်းဝဲနဲ့ကိုအခုတကယ်ချင်းနေဖြစ်သွားပြီဆိုတော့နာမည်ရင်းပြပြလို့ဆိုပါရဲ့ဝဲနဲ့ကလည်းကူယူမီလို့သူ့နာမည်ကိုပြောပြပြီးအပိုင်းနှစ်ကတော့ဒီမှာပြီးဆုံးတာပါရဲ့ တဖီမအားလုံးစုပြီးကက်ကစားနေကြရင်မဲ့တီကီနာကတော့ကစားဖို့စိတ်မပါပါဘူး။ကက်ကစားတာကသူ့ကို DAC ပြန်ရောက်စီမှာလာလို့လည်းပြန်ပြီးမိကွန်းထုတ်လိုက်ပါတယ်။ချီစာတို့ကလိုက်ခေါ်ရင်မဲ့တီကီနာကတော့ကစားဖို့ညင်းပါရဲ့။မနေ့ဖက်မှာချီစာတို့ကဒီဌာနချုပ်စီသွားပြီးကျမရဲ့စစ်စစ်ရာလေးကိုစလိုက်စတန်တန်တို့ရာတွေလောက်ရမှာပါ။ဒီအတန်ကျတော့တီကီနာလည်းသူ့လည်းလိုက်မယ်လို့ပြောပါတယ်။ဒီလိုနဲ့နောက်နေ့မှာတော့တီကီနာနဲ့ချီစာတို့ကဒီကိုရောက်လာခဲ့ပါပြီ။ တကီနာအောင်မြင်တော့ဒီကလူတွေက "तू ကအမိတ်မနာခံလို့အလုပ်ထုတ်ခံလိုက်ရတဲ့ तू မလားဆိုပြီးတီတိုးပြောနေကြပါတယ်။ကျမရဲ့စစ်စစ်ရရဲ့လောက်ကိုချီစာတို့ကစစ်စစ်ခံအောင်သွားပါတယ်။တကီနာကတော့တမူးနဲ့တွေ့ခွင့်တောင်းဝင်မရခဲ့လို့တနက်ပဲသွားပြစ်နေလိုက်ပါတယ်။ချီစာတို့ကတမူးကိုတွေ့တော့တကီနာကိုဒီကိုပြန်ခေါ်ဖို့ပြောရင်ပဲတမူးကတော့စကားလမ်းကြောင်းမှန်းတွဲပါတယ်။ဖူကီကစကားပြောရင်အဲတုန်းကဒီရဲ့ဆက်သွယ်ရေးလိုင်းအဖက်ခံလိုက်ရတာကိုစကားကြွမိသွားပါတယ်။တကယ်ကအဟက်ခံလိုက်ရတာပါ။ဒီလိုနီးစနစ်တွေကြောင့်ဖြစ်ခဲ့တဲ့အမှားတွေကိုတီကီနာပေါ်ပဲလွှဲချလိုက်တာပါ။ တနက်ပြတဲ့နေရာမှာတီကင်းနာကိုလူသစ်လေးစာကူရာကလာပြီးပြဿနာရှာပါတယ်။နေကကိုလူချင်းပြရတာကြိုက်တယ်မလား။နေဖောက်ခဲ့တဲ့ကွက်လက်လေးတွေကိုဆက်ခန့်သူငါကဖြစ်ပေးမှာပါ။နေကတော့အမိတ်မနာကန်တဲ့လေးကိုစပစ်တာကြောင့်ဒီအေအတွက်ဘာမှသုံးဝင်တော့ဆိုပြီးစကားရင်းနဲ့လာတိုက်ခိုက်ပါတယ်။စာကူရာကဖူဂီရဲ့တွဲဘက်ဖြစ်လာပြီးအရင်ကတီကင်းနာနေရာကိုအစားထိုးယူလိုက်တာပါ။တီကင်းနာနဲ့စာကူရာစကားပြောနေတဲ့နေရာကိုဖူဂီနဲ့ချီစာတို့ကရောက်လာပါတယ်။ ခြေတင်ဖြစ်ကြပြီတီဂီနာကတတ်မှုကိုတွေ့တော့သူ့ကိုဘရော့ဒီကိုပြန်ခေါ်มาလဲလို့မိပါတယ်တီဂီနာကဒီတော်တွင်သူလုပ်ခဲ့တဲ့ရာလွတ်တွေကိုပြောပြဝင်မယ်တတ်မှုကတော့ငါဘယ်တော့မှပြန်ခေါ်မယ်ပြောလို့လဲဆိုပြီးစကားလမ်းကြောင်းထွက်လိုက်ပါတယ်တီဂီနာကလည်းစိတ်တက်ကြသွားတာကြောင့်ချီဆာတိုကလမ်းနှိမ့်သိပ်ပါတယ်ပြီးတော့ဖူကီရိုအတွက်ကိုစိန်ခေါ်ထားချောင်းပြန်ပြောပါတယ်စိန်ခေါ်ပွဲကိုအားလုံးကစိတ်ဝင်စားနေကြပါပြီချီဆာတိုကတယောက်တည်းဒေးတင်ရဲ့ခန်းနဲ့အရင်သွားပြီးတိုက်ပွဲဝင်ပါတယ်တိုက်ပွဲကတကယ်တက်ဝယ်ရောက်နေတယ်လို့စိတ်ထားရမှာပါချီဆာတိုဆာကူရာကိုကစ်လို့ရမယ်သူသနတ်ကိုဆွဲလုလိုက်ပါတယ် ။စာကူကလည်းပြစ်လို့ရရတဲ့ဘာလုံးပြစ်တာလဲလို့တွေးနေမိပါရဲ့။တကယ်ကတီဂီနာရောက်လာမယ့်အချိန်ကိုချိန်ဆနေရပါ။တီဂီနာလည်းမှိုင်နေရာကနေထလာပြီးတိုက်ပွဲရဲရောက်လာပါရဲ့။အရင်ကသူ့ကိုဖူဂီလုပ်ခဲ့တဲ့ပုံစံနဲ့ဆွဲထုတ်လိုက်ပြီးချီဇာတို့ကဖူဂီရောစာကူရာရောကိုပြစ်ချလိုက်ပြီးပွဲသိမ်းလိုက်ပါရဲ့။အခုတော့တီဂီနာရောတွေ့နိုင်တော့ပါပြီ။တီဂီနာနဲ့ချီဇာတို့လည်းကဖေးကိုပြန်သွားခဲ့ပါရဲ့။ချီဇာတို့ကကဖေးကကတ်ဆော့နေတဲ့အဖွဲကိုနှစ်ယောက်သားဆယ်ဖီပုံလှမ်းပို့ပြီးငါတို့လည်းလာဆော့မယ်လို့မက်ဆေ့ချ်ပို့လိုက်ပါပြီ။အပိုင်းသုံးကတော့ဒီမှန်ပေးဆုံးတော့ပါပြီ။ တဖေးရဲ့အောက်မှာတနက်ပြစ်လေးချင်းရနေရာကိုထည့်သွင်းတိစောက်ထားပါတယ်။ပတ်စံနဲ့နေတော့ပုံကုန်နေဆိုရင်မဲ့လေးကိုစွေအတွက်အမြဲလေးချင်းနေဖို့လိုရလေလို့ဆိုပါတယ်။ချီစာဒိုနဲ့တီဂီနာတို့က hacker ရဲ့ VR မျက်မှန်နဲ့ဂိမ်းကစားနေရပါ။တီဂီနာကစားရတဲ့မှာဂျွန်းတို့လိုက်တာအတွင်းကပေါ်သွားလို့ချီစာတို့လည်းအံ့ဩသွားရပါတယ်။တီဂီနာဝှက်ထားတဲ့ယောက်ျားလေးဝှက်တင်းခွင့်ရင်ပါ။ချီစာတို့လည်းတီဂီနာကိုမဖြစ်တော့ဘူး။အတင်းကတော့ဝယ်ပေးရမယ်ဆိုပြီးကုန်တိုင်းကိုခေါ်သွားပါပြီ။တီဂီနာတို့ရဲ့အတင်းကနေမကောက်ဝယ်စားရပါဝယ်ပြီးအချိုပွဲတချို့ပါစားကြပါတယ်။ချီစာတို့ကအချိုပွဲကိုမင်းရှဲ့ရဲစားနေပေမဲ့တီဂီနာကတော့ဒါတွေက ကာဗွန်ဟိုက်ဒရိတ်များလိုလေကုစရိတ်ဝိတ်တက်စေတယ်မလားဆိုပြီးစားဖို့တွန့်နေပါတယ်။ခြေစာတူကစားသားမှာဆိုပြီးစားရတာတော်တော်လေးပုံမှာစားကောင်းနေပါပြီ။နောက်တော့အိမ်ပြန်သေးပဲခြေစာတူနဲ့တူငါးပြားလိုက်ကိုသွားကြည့်ကြပါလိမ့်။ငါးပြားလိုက်ထဲမှာခြေစာတူကငါးရွေရီကူးနေတဲ့ပုံစံနဲ့လဲလို့ပြပါရယ်။အဲ့ဒီချိန်ဒီဂီနာကအရင်ဖျားမရှိပဲရောဘာဂျီရီကိုဘယ်တော့ကဆက်သုံးခဲ့ရလဲလို့ခြေစာတူကိုမေးပါရယ်။ကြည်စာတို့ကတိုက်ပွဲလေးမှာလူမသက်ချင်တာကြောင့်ရောဘာဂျီကိုပဲတုံးတာပါတကယ်တော့ကြည်စာတို့ကလူလုံးဝမသက်ချင်ပါဘူးလူတွေရဲ့တဘာဝတက်တန်းကိုနှုတ်ယူပြရတာသဘောမကျလို့ပါ တကယ်တော့ကြည်စာတို့က DA နဲ့အလုဆက်လုံးနေတာကလည်းလူတယောက်ကိုရှာခြင်းလို့ပါသူငယ်ငယ်တုန်းကကုညီသေးပြီးလဲဆွဲလေးပေးထားခဲ့ဘူးတဲ့သူကအခုထိတော့ပြန်မတွေ့သေးပါဘူးကဖေးကိုမကြခဏလာနေရင်ရှင်းကြီးဆိုသူကမန်နေဂျာမီကဘာလို့ပြန်လာခဲ့ရလဲလို့မေးပါတယ်တကယ်ကကြည်စာတို့ကိုတွေးချင်လို့ပြန်လာခဲ့တာပါကြည်စာတို့ကတော့ရှင်းကြီးကိုမှန်းမိတော့ပါဘူးအလံဖွဲ့စည်းကကုညီခံရသူနဲ့ကုညီပေးသူထပ်မဆက်တွေ့ရအောင်ဆိုတဲ့စီကံရှိပါတယ်။ဒါကြောင့်မယ်ရှင်းကြီးကချီစာတို့ကိုဘာမှမပြောခဲ့တာပါ။အပြန်လမ်းမှာဘူဒံအောင်တို့ကိုရဲရဲပိတ်ထားတာတွေ့ရပြီးလေကိုစချိုးကိုလည်းတွေ့ရပါတယ်။ ။ဘူလေယုံထဲမှာရေပိုင်တိုင်းပေါက်နေရဆိုပြီးပိတ်ထားတာပါ။ဒါမဲ့အကြမ်းဖက်အပွဲတစ်ပွဲရှိနေပြီးဝင်လာတဲ့ယထားကိုတိုက်ခိုက်ပါတယ်။လေကိုစွေကဒီတရင်ကိုကြိုးရထားလို့ယထားလေးလိုက်ပါလာပြီးပြန်တိုက်ခိုက်ပါတယ်။အကြမ်းဖက်အပွဲကဘူဒါယုံကိုဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။ညာဘက်တရင်မှာတော့မတော်တဆမှုလို့ပဲကြီးညာနေပါတယ်။အပိုင်းလေးကတော့ဒီမှန်ပြီးဆုံးသွားပါတယ်။